အလုံးဝမင်္ဂလာပါအခုဗီဒီယိုကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတိုင်းတာအသုံးပြုရမယ့်ပေဘူးပေချိုတိုင်းတာနေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အခုပုံလေးကလုပ်ငန်းခွင်အသုံးပေဘူး or measuring type ပဲဖြစ်ပါတယ်။ပေဘူးချိုးရဲ့အပေါ်ဘက်ခြမ်းကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအသုံးများတဲ့ British or Imperial unit တွေဖြစ်တဲ့ပေလက်မတွေပါ။ပေချိုးရဲ့အောက်ဘက်ခြမ်းကတော့ International Assign Standard တွေဖြစ်တဲ့ millimeter, centimeter, meter တွေကိုတွေ့ရမှာဖြစ်ပါတယ်။ တလမကိုခွဲခြားလိုက်ရင်16စိတ်အဖြတ်ကို16ပဲ8စိတ်အဖြတ်ကို8မူ4စိတ်ကို4မှတ်လို့သတ်မှတ်ခေါ်ဆိုကြပါတယ်တလမရဲ့အတိုင်းအတာ8မူထဲမှာမှာ1 by 8ကို2မူ3 by 8ကို3မူ5 by 8ကို9မူ7 by 8ကို9မူအဖြစ်တွင်ကျဲစွာအသုံးပြုခေါ်ဆိုကြပါတယ်တလမရဲ့အတိုင်းအတာ၄စိတ်၄မှတ်ထဲက1.4ကိုတမတ်3.4ကိုသုံးမှတ်အဖြစ်သတ်မှတ်အသုံးပြုခေါ်ဆိုကြပါတယ်။တလမရဲ့တဝက်1.2လမကိုလမဝက်အော်ကားမှုအဖြစ်အသုံးပြုခေါ်ဆိုကြပါတယ်။ International Project လုပ်ငန်းခွင်တွေမှာတော့ millimeter, centimeter, meter တွေကိုသာတွင်းတွင်းကျယ်ကျယ်အသုံးပြုကြပေမဲ့မြန်မာဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတော့ movement ပဲအတိုင်းအတာတွေကိုသာတွင်းတွင်းကျယ်ကျယ်အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်သိရှိထားမယ်ဆိုရင်တော့လုပ်ငန်းခွင်မှာပုံမှုအစဉ်ပြေစွာလုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်။အလုံးဝဲအခုဗီဒီယိုလေးကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ကြပါမယ်။အားလုံးကျေးဇူးများ යි တဲ့ပါတယ်။